်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တိုင်းသားလက်နက်ကိုင်အဖွဲ့များမရှိသည့်အချိန်မှာစစ်တပ်ကလွှတ်တော်တွင်ပါဝင်နေမှုကိုအစဉ်အဆက်လျှော့ချသွားနိုင်မည်ဟုမင်းအောင်လိုင်ပြောပြတဲ့ဆွေတဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တိုင်းသားလက်နက်ကိုင်အဖွဲ့များမရှိသည့်အချိန်မှာစစ်တပ်ကလွှတ်တော်တွင်ပါဝင်နေမှုကိုအစဉ်အဆက်လျှော့ချသွားနိုင်မည်ဖြစ်ကြောင်းအကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကပြောဆိုပြန်ပါတယ်။ ရမန်နစ်ပြည်ဦးလွင်တပ်နှင့်တွင်စစ်တပ်အရာရှိစစ်သည်မိသားစုများနှင့်ဘိုးလောင်းများကိုအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကရင်းကဲသို့ပြောဆိုခြင်းဖြစ်ပါသည်။မင်းအောင်လိုင်ကစစ်တပ်အနေဖြင့်နိုင်ငံ၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခမ်းအနားတွင်ခေအဆက်ဆက်တမိုင်းကြောင်းများအရာပါဝင်ခဲ့ရကြောင်းတမိုင်းကြောင်းအရာဖြစ်ပေါ်နေသည့်အခြေအနေများအရာစစ်တပ်အနေဖြင့်နိုင်ငံရေးဦးဆောင်မှုအခမ်းအနားတွင်ဆက်လက်ပါဝင်ရအောင်ဖြစ်ကြောင်း နိုင်ငံတွင်ဒီမိုကရေစီစနစ်များထွန်းကားပြီးတိုင်းဒေသနဲ့ကိုင်းအဖွဲ့များမရှိသည့်အချိန်တွင်စစ်တပ်အနေဖြင့်လွှတ်တော်တွင်ပါဝင်နေမှုကိုအစဉ်စဉ်လျှော့ချသွားနိုင်မည်ဖြစ်ကြောင်းလက်ရှိအချိန်တွင်စစ်တပ်ကနိုင်ငံရေးဦးဆောင်မှုအခမ်းကဏ္ဍတွင်ပါဝင်နေရခြင်းကြောင့်လုပ်ငန်းများကိုမှန်မှန်ကန်ကန်ဖြင့်စနစ်တကျလုပ်ကိုင်ဆောင်ရွက်သွားကြရန်လူကြောင်ပြောဆိုပါရစစ်တပ်အဓိကတာဝန်မှာနိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်ရန်ဖြစ်တော်လဲခေတ်အဆက်ဆက်တွင်ဖြစ်ပေါ်ခဲ့သည့်အခြေအနေများအရာတီရင်းတောင်းကျမှုနှိမ်နှင်းရေးအခမ်းကဏ္ဍတွင်ပါဝင်နေရခြင်းဖြစ်ကြောင်း လက်ရှိနိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့်လက်နက်ကိုင်များကိုတိုက်ဖြတ်ဆောင်ရွက်လျက်ရှိကြောင်းမင်းအောင်လှိုင်ကဆက်လက်ပြောဆိုပါရယ်။အမျိုးသားညီညွတ်ရေးအစိုးရကမှနိုင်ငံရေးဦးတည်ချက်၆ချက်ကိုတောင်းဆိုထားပြီးစေအာနာသိမ့်မှုကိုဖယ်ရှားပြီးမြန်မာစစ်တပ်နိုင်ငံရေးတွင်ပါဝင်နေခြင်းအားအဆုံးသတ်ရန်လက်နက်ကိုင်တပ်ဖွဲ့များအလုံးဒီမိုကရေစီနီးကျရွေးကောက်တင်မြှောက်ထားသည့်အယက်သားအစိုးရ၏စီမံအုပ်ချုပ်မှုအောက်၌အပြည့်အဝထားရှိရန်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပီးတိုင်ဖြတ်သိမ်းရန်နှင့်ရင်းကိုပြန်လည်အသက်သွင်းရန်ဂျိုးပန်းမှုမှတ်သမျှတိုက်ဖြတ်ရန် ်သက်ဆိုင်သူများအလုံးလက်ခံသော Federalist Democracy စနစ်ကိုအခြေခံသည့်ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းရန် Tripola သော Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ Federal Democracy ပြည်ထောင်စုအစ်အာတည်ဆောက်ရန်ပရိပခအတွင်းလိန်နှင့်ချားမအပေါ်အခြေခံထားသောအကြမ်းဖက်မှုများအပါအဝင်မတရားကျူးလွန်ခံရသူများအတွက်တရားမျှတမှုရရှိရေးနှင့်အသွင်ကူးပြောင်းရေးကလတရားမျှတမှုရရှိရေးလုပ်ငန်းစဉ်ကိုဖော်ဆောင်ရန်တောင်းဆိုထားခြင်းဖြစ်ပါသည် ဆက်လက်ပြီးစစ်တိတ်အထုရောင်ရွေးကောက်ပွဲကိုစန့်ကျင်ပြီးစေအာနာရှင်ပြုတ်ကျချဆုံးသည့်အထိစူပောင်းတော်လန်ချရန် TNL ဦးဆောင်ပါဝင်သောတအောင်းပြည်ကောင်စီ TLC ကတိုက်တွန်းနေဆွဲတဲ့ရင်ကိုထင်ဆက်ပြီးသွားမှာဖြစ်ပါတယ်စစ်တိတ်အထုရောင်ရွေးကောက်ပွဲကိုစန့်ကျင်ပြီးစေအာနာရှင်ပြုတ်ကျချဆုံးသည့်အထိစူပောင်းတော်လန်ချရန်တအောင်းပြည်ကောင်စီ TLC ကယနေ့ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်ရှင်နေကြရောက်တဲ့2839နှစ်ပြည့်တအောင်းနှစ်တစ်ကူမင်္ဂလာကျိုးဆူခုံပြူတဝန်လွာတွင် တအောင်ပြည်ကောင်စီ TLC ကအထက်ပါအတိုင်းတိုက်တွန်းထားခြင်းဖြစ်ပါတယ်။2021ခုနှစ်စစ်အာဏာသိမ်းချိန်မှစတင်ပြီးပြည်သူများနေထိုင်ရာနေရာများကိုရည်ရွယ်ချက်ရှိရှိစစ်တိတ်လေးချောင်းဖုံးကျဲတိုက်ခိုက်နေမှုများမတရားဖမ်းဆီးချုပ်နှောင်နေမှုများစစ်ရာဇဝတ်မှုများလူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ယာဇဝတ်မှုများနှင့်မိမျိုးစုံရက်ဆက်မှုများတန်ကုန်ပြည်သူများအလူအလေခံနေကြရသည့်အပြင်သဘာဝပိစစ်ပေးဒုက္ခမျိုးစုံနဲ့ရင်ဆိုင်ကလူသားတို့ရဲ့အခြေခံအခွင့်အရေးများကိုပါဆုံးရှုံးနေကြရပြန်ကြောင်း TLCE နှစ်သစ်ကူတုံ့ပြန်လာတွင်ဖော်ပြထားပါသည်။ပြည်သူလူထုတရက်လုံးအနေနဲ့တိုင်းသာတော်လှန်ရေးအင်အားစုများ၊ຫນွေဦးတော်လှန်ရေးအင်အားစုများနဲ့အတူအာဏာရှင်စနစ်ကိုတတ်ဆိုးရှိစေမယ့်အတူရောက်ရွေးကောက်ပွဲကိုစန့်ကျင်ကြရန်စစ်တပ်ပြုတ်ကြပြီးအာဏာရှင်ဟူသည်။ကြာဆုံးသည့်အထိစီလုံးညီညွတ်သည့်စုပေါင်းအဖြစ်အာတုံခွန်ဆိုင်ဆက်လက်ဝိုင်းဝန်းတော်လှန်ကြရန် TLC ကတိုက်တွန်းပါသည်။ရှင်ပြင်းပြည်내အာကောင်းရေးမှပြည်ထောင်စုအာကောင်းရေးကိုဦးတည်သည့်အနာဂတ်ဖက်ထရီပြည်ထောင်စုတည်ဆောက်ရေးတိုင်းသားအလုံးအတူတကွရှင်တွဲနေထိုင်ရေးနဲ့ တအောင်လူမျိုးတို့၏မျှော်မှန်ချက်ဖြစ်သောကိုပိုင်ပြထန်းခွင့်ရရှိရေးနှင့်တအောင်ပြည်တိဆောက်ရေးကိုကြိုးပမ်းအားထုတ်နိုင်စေရန် TLC ကတိုက်တွန်းဆူတောင်းထားပါသည်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင်မျိုးနယ်များကိုသိမ်းပိုက်ထားသော PSLF TNL ကယခုနှစ်စွန်တရက်၌စစ်ဘက်အရက်ဘက်နှင့်နိုင်ငံရေးပါတီကိုယ်စားလှယ်များအချိုးချပါဝင်သည့်တအောင်ပြည်ကောက်စီ TLC ကိုဖွဲ့စည်းလိုက်ပြီး TLC မှ TNL ၏ထိန်ချုပ်နေမြများတွင်အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်ပါသည်။ ဆလပီမွန်ပြည်နယ်ရဲ့30ရာခိုင်နှုန်းနီးပါးကိုစစ်ကော်မရှင်ရွေးကောက်ပွဲမကျင်းပနိုင်စွဲတဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အာနာသိမ်းမှုအတွင်မွန်ပြည်နယ်မှာစစ်ကော်မရှင်လက်လွတ်ဆုံးရှုံးရတဲ့မြို့နယ်တွေမရှိခဲ့ပေမယ့်ယခုကျင်းပမယ့်အထွေထွေရွေးကောက်ပွဲမှာတော့နေမြေကွက်ပြီးရွေးကောက်ပွဲကျင်းပသွားဖို့စီစဉ်ထားပါတယ်။ဒီနှစ်ကုန်ပိုင်းနဲ့နောက်နှစ်စံပိုင်းအတွင်ကျင်းပမယ့်ရွေးကောက်ပွဲအပိုင်း1နဲ့2မှာမွန်ပြည်နယ်ကမြို့နယ်ခုနှစ်ခုမှာအပြည့်အဝမကျင်းပနိုင်ကြောင်းစစ်ကော်မရှင်ခန့်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကဒီဇင်ဘာ6ရက်နေ့မှာဝင်ခံလာတာပါ။ စစ်တပ်ထိန်းချုပ်ထားတဲ့နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေရဲ့ဖော်ပြချက်အရမွန်ပြည်နယ်ကကြိုက်ထူကြိုက်မယောတထုံပြည်လင်းပေါင်တန်ဖြူဇယက်နဲ့ရေမြုံနယ်မှာရှိတဲ့ကျေးရွာအုပ်စု140မှာရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ဆိုပါတယ်။အကြောင်းပြချက်ကတော့ကျေးရွာအုပ်စု140မှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့အခြေအနေမရှိလို့ရွေးကောက်ပွဲတွေကျင်းပပြုလုပ်မှာမဟုတ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုံမှတစ်ဆယ်စာလုံးအရာထုတ်ပြန်ကြေညာတာပါ။ ဒါကြောင့်မြို့နယ်၁၀ခုရှိတဲ့မွန်ပြည်နယ်မှာရွေးကောက်ပွဲကိုမော်လမြိုင်ချောင်းဆောင်နဲ့မူးတော်မြို့နယ်တွေမှာသာအပြည့်အဝကျင်းပနိုင်မဲ့သဘောဖြစ်ပြီးကြံမြို့နယ်တွေမှာတော့မြို့ပေါ်နဲ့ကြီးရွာအုပ်စုတွေကိုကွက်ပြီးကျင်းပမဲ့အခြေအနေဖြစ်ပါတယ်။ကြီးရွာအုပ်စုပေါင်း468အုပ်စုရှိတဲ့မွန်ပြည်နယ်မှာတော့စစ်ကော်မရှင်ကကြီးရွာအုပ်စု140မှာရွေးကောက်ပွဲမကျင်းပနိုင်ကြောင်းဝန်ခံထားတာကြောင့်ရှားခိုင်းနှုန်းအနေနဲ့29.6ခိုင်နှုန်းကျော်ရွေးကောက်ပွဲမကျင်းပနိုင်တာပါ။မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာန ဌာနမှုနိုင်တလာနိုင်ကမွန်ပြည်နယ်ကတချို့သောနေမြေတွေသာမကတနိုင်ငံလုံးသောနေရာဒေသအများအပြားကိုစစ်ကောမရှင်ကမထိန်ချုပ်နိုင်တော့လို့အခုလိုဖြစ်လာတာလို့သတင်းဌာနကပြောပါတယ်။စစ်အုပ်စုကမွန်ပြည်နယ်ရဲ့တချို့သောမြို့နယ်တွေကိုမထိန်ချုပ်နိုင်တာမဟုတ်ပါဘူး။တနိုင်ငံလုံးကနေရာဒေသတော်တော်များများကိုစစ်အုပ်စုကမထိန်ချုပ်နိုင်တော့တဲ့အခြေအနေဖြစ်နေတာပါ။ဒါကမှသူကရွေးကောက်ပွဲကိုအတင်းအဓမ္မမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ပုံစံနဲ့စူးစမ်းလို့သာဒီအခြေအနေတွေဖြစ်လာတာဖြစ်တဲ့ တနိုင်ငံလုံးအခြေအနေကိုကျွန်တော်တို့ခြုံကြည့်ရင်လေဒေါ်လာရေးတက်ခွဲတွေဒေါ်လာရေးအင်အားစုတွေစိုးမိုးထိန်းချုပ်ထားတဲ့နေမျိုးတွေကပိုပြီးတော့ကျေပြတ်နေတာကျွန်တော်တို့တွေ့ရပါတယ်လို့ဆိုပါတယ်ရွှေကောက်ပွဲတွေကျင်းပခြင်းမပြုမဲ့နေမျိုးစရင်တွေကိုကြည့်ရင်စိုက်ထုံမျိုးနဲ့မှ28ရွာတထုံမျိုးနဲ့မှ18ရွာနဲ့စိုက်မရောမျိုးနဲ့မှ31ရွာအထိအများဆုံးဖြစ်ပြီးအပိုင်းတက်မာရင်ကြီးရွာအုပ်စု85ခုအထိပါဝင်နေတာပါအပိုင်းနဲ့မှလည်းဘီလင်းမျိုးနဲ့မှ28ရွာတန်ဖြူစရဲမျိုးနဲ့မှ10ရွာရှင်မျိုးနဲ့မှ23ရွာနဲ့ ပေါင်မြို့နယ်မှာတော့အ ਨੇ စုံ၄ပါစုစုပေါင်းကျေးရွာအုပ်စု65ခုအထိရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေပြည်တော်ဆိုင်ရာထည့်သွင်းထားတာတွေ့ရပါတယ်။အဲ့ဒီဒေသတွေမှာလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲတွေပေါ်ဆောင်ကြတာရှိသလိုတချို့ကျေးရွာတွေမှာနေပြည်တော်စုမှုထားနိုင်တဲ့အတွက်စစ်ကော်မရှင်အနေနဲ့မြို့ပေါ်တွေလောက်သာအပြည့်အဝထိန်းချုပ်ထားနိုင်တာပါ။ဒေါ်လာရေးအင်အားစုတွေလွှမ်းမိုးထားတာလေတချောင်းပေါ့ ်နောက်ပြီးတော့အတိကပြည်သူလူထုကလက်မခံတာပေါ့ပြည်သူလူထုကိုယ်တိုင်ကိုကလက်မခံလို့ဖြစ်တာလို့ပြည်သူကကွယ်ရေးတက်မတော် PDF တထုံခရိုင်တာဝန်ခံကိုအေးမင်းထွန်းကမှတ်ချက်ပြုပါတယ်ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာစစ်ကော်မရှင်ကအာဏာသိမ်းမှုကိုတရားဝင်ဖြစ်ဖို့ပြည်သူလူထုရဲ့ရွေးကောက်ပွဲအစိုးရတရက်အဖြစ်ပြောင်းလဲဖွဲ့စည်းနိုင်ရေးအပိုင်း၃ပိုင်းနဲ့ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်ထားတာပါ ဒါကြောင့်ဒီဇင်ဘာ28ရက်နေ့မှာအပိုင်းတည့်အဖြစ်တရားနှမျိုးနယ်နဲ့ဇန်နဝါရီ17ရက်နေ့မှာအပိုင်းနယ်အဖြစ်ညနေတရားမှာအထွေထွေရွေးကောက်ပွဲကျင်းပဖို့စစ်ကော်မရှင်ခန့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့ပါတယ်ဒါပေမဲ့အပိုင်းတိတ်ရွေးကောက်ပွဲကျင်းပဖို့သုံးဘက်သာကြံတော့တဲ့အချိန်မှာအဲဒီ202မြို့နယ်အတွင်းရှိရက်ကွက်နဲ့ခြေရွာအုပ်စုပေါင်း2930ခုမှာရွေးကောက်ပွဲမကျင်းပမဲ့နေမြေတွေအဖြစ်ထုတ်ပြန်လာတာဖြစ်ပါတယ် ရန်ကုန်တိုင်းနယ်စစ်ကော်မရှင်ရဲ့ဗဟိုအာဏာဇက်တည်ရှိတဲ့ပြည်ထောင်စုနယ်မြေနေပြည်တော်မှာအပြည့်အဝကျင်းပမှာဖြစ်ပြီးကျန်တဲ့တိုင်းနယ်ပြည်နယ်တွေမှာရှိတဲ့ရက်ွက်ကြီးရွာပေါင်း3000မိဘမှာမကျင်းပနိုင်ဘူးလို့ဝန်ခံလာတာပါ။စီရီယံပိုကြီးစင်ရော့ကရွေးကောက်ပွဲကျင်းပတဲ့အခါစစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းလောက်ကိုပဲလုံခြုံရေးလုပ်နိုင်ပြီးကျန်တဲ့နေရာတွေမှာစစ်ကော်မရှင်ဘက်ကနေမြေစိုးမိုးရေးမရှိတာလို့သုံးသပ်ပါတယ်။သူတို့နန်းစီရီယံဝန်ထမ်းတွေအပါအဝင်စစ်တပ်ကိုမာတဲ့စစ်တပ် လော်ဘီတွေနဲ့စစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းခွက်ခွက်လေးလောက်ကိုပဲလုံခြုံရေးလုပ်နိုင်တယ်။ ကျန်တဲ့နေရာတွေမှာသူတို့နေမည်စိုးမိုးရေးလည်းမရှိဘူး၊လုံခြုံရေးလည်းမလုပ်နိုင်ဘူးဆိုတဲ့ဟာတဖြည်းဖြည်းချင်းနဲ့သူတို့ကဝန်ခံလာရတဲ့သဘောမျိုးပေါ့။ဒီဟာကတနိုင်ငံလုံးအတိုင်းအတာအနေနဲ့ရွေးကောက်ပွဲကဆက်ပြီးမကျင်းပနိုင်တဲ့နေမည်စရင်တွေသူတို့ဝန်ခံရအောင်မှာပဲလို့ဆိုပါတယ်။စစ်ကော်မရှင်ထိန်းချုပ်ထားပြီးနှစ်ဖက်စည်းတင်းမာနေတဲ့ရက်ခိုင်ပြည်နယ်ကမြို့တော်စစ်တွေအပါအဝင်ကြောက်ဖြူမြို့နယ်ကရက်ွက်ချေးရွာအုပ်စုပေါင်း80ခုအထိရွေးကောက်ပွဲတွေမကျင်းပနိုင်တဲ့စည်ရင်တွေထည့်သွင်းထားတာပါ ကြပြင်ရှမ်းပြည်နယ်မြောက်ပိုင်းရှိစစ်ကော်မရှင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့နောက်ချိုနဲ့လာချိုမှလည်းမြို့နယ်တစ်ခုလုံးစာရွေးကောက်ပွဲမကျင်းပနိုင်ပါဘူး။နောက်ချိုမြို့နယ်ကကြီးပါအုပ်စု14ခုနဲ့လာချိုကကြီးပါအုပ်စု64ခုအထိရွေးကောက်ပွဲမကျင်းပမဲ့နေမည်စရင်နဲ့ထည့်သွင်းထားတာတွေ့ရပါတယ်။ဂျပန်မှာဒေါ်လာရေးအင်အားစုတွေအများအပြားထိန်းချုပ်ထားပြီးနှစ်ဖက်စီရင်တင်းမာနေတဲ့စစ်ကော်မရှင်အပြည့်အဝမထိန်းချုပ်နိုင်တဲ့56မြို့နယ်မှာတော့ရွေးကောက်ပွဲကျင်းပနိုင်တဲ့အခြေအနေမရှိဘူးလို့အရင်ကတည်းကဝန်ခံထားတာပါ။ လေလာသူတွေကတော့စစ်ကော်မရှင်အနေနဲ့နိုင်ငံရဲ့ဧရိယာတော်တော်များများမှာနေနေစုံမှုမရှိဘူးဆိုတာပြသရရောက်နေတဲ့အတွက်ရွေးကောက်ပွဲလုံးဝမကျင်းပနိုင်တဲ့မြို့နယ်တွေနဲ့ရက်ခွက်ကြီးပါအုပ်စုတွေထတ်တိုးလာနေတယ်လို့သုံးသပ်ထားပါတယ်